လူငယ်ဖိုက်တာတန်းစင်နဲ့မြန်မာဖိုက်တာတွေကိုဝေါ်ချန်ပီယံရှစ်ကိုအရောက်ပူပီးပြီးတော့အလုံးအစင်ပြအောင်လုပ်ပေးနေတဲ့ကိုဖြိုးဝေတို့ပြဿနာကတော့မပြီးသေးပါဘူးကိုဖြိုးဝေကတော့တောက်လျှောက်ပဲတန်းစင်ရဲ့သူ့ပေါ်မှာလှုပ်သွားတဲ့ကိစ္စတွေအကုန်လုံးကိုခြားပြလာပြီးပဲဖြစ်ပါတယ်ကျွန်တော် EM video တွေမှာလေးတင်ဆက်ပေးဖို့ပါတယ်တန်းစင်ဟာဘာကြောင့်ကိုဖြိုးဝေနဲ့လမ်းခွဲခဲ့တာလဲအဓိကကတော့ပတ်စံကြောက်ပါကိုဖြိုးဝေကပြောပါတယ်နော်ညီလေးတို့ကိုအကောင်ဆုံး ခုအနေနဲ့လုပ်ပေးခဲ့တယ်ဒါပေမဲ့ညီလေးတို့ကမင်းတို့ကပဆက်မျက်နှာတစ်ခုပဲချိန်ပြီးတော့အကိုနဲ့လမ်းခွဲခဲ့တာဆိုပြီးတော့ကိုဖြိုးဝေကတဲပဲဝုန်းလိုက်တာပဲဖြစ်ပါတယ်အဲ့လိုချိန်ပါပဲနော်လူရဲ့ဖိုင်တာတန်းစီရဲ့ပြိတ္တတွေကတန်းစီကကြတော့ဘာမှမပြောဘူးမင်းပဲပြောနေလိုက်တာသူမျိုးကိုစောက်ရှက်ခွဲနေတာဆိုပြီးတော့ရေးသားဖော်ပြခဲ့ရမှာနော်ကိုဖြိုးဝေကတော့တန်းစီကစာချုပ်တာမရလို့ရှိရင်သူနဲ့လမ်းခွဲမှာမဟုတ်ဘူးတဲ့နော်စာချုပ်ရအောင်သူကိုယ်ကဆွမ်းဆောင်ပေးခဲ့တာလို့ကိုဖြိုးဝေကဆိုပါတယ် တခါကတန်းစင်ထိုးပွဲမတိုင်ခင်မှာသေခါနီးဖြစ်နေတာတော့သူကနော်ဈေးုံတင်ပေးပြီးတော့ကဲသင်ပေးခဲ့တာဆိုပြီးတော့ကိုဖြူဝေကပြောပါတယ်နော်တန်းစင်ဟာထိုင်းနိုင်ငံမှာတကယ်ကိုမနာမည်ကြီးတဲ့ဘရိုကာတို့လေးလေးချင်းနေတဲ့မာလီခင်တို့လေးလေးချင်းနေတဲ့ထိုင်ကန်မွေးထိုင်ကလပ်ရဲ့ကလန်ချစ်ကိုတော့ရင်းပေခဲ့တာဖြစ်တယ်တကယ်လို့သာထိုင်ကန်မွေးထိုင်ကလပ်ကိုတန်းစင်အနေနဲ့ join ပြီဆိုရင်သူတို့ကမဆက်နေနဲ့နော်ဒါထိုးပွဲတခုပြီးလို့ရှိရင်သူတို့ကထိုးကြည့်၁၀၁၄ရက်ခိုင်ဒေါ်လာမသိဘူးကျွန်တော်အတိအကျတော့သိချာမသိဘူး ပါဆက်လိုက်ခွဲပေးရတယ်။ကိုဖြိုးကြီးကိုတော့ကျွန်တော်တို့တက်စင်တော့က3ပါဆက်လာမသိဘူးခွဲပေးရတယ်ဆိုတော့ဒီပစ္စံအနေချင်းကိုတက်စင်ကညောနေပြ။အခုစာချုပ်ရတယ်ဆိုတော့တန်ပန်ထူးကြီးထက်ရတယ်လို့အများကသတ်မှတ်ထားကြတယ်။ဒေါ်လာသသိန်းတန်စာချုပ်မဟုတ်ရင်တော့ဒေါ်လာသသိန်းတန်စာချုပ်ဒီပါရှိတဲ့တန်ကြီးရှိတဲ့စာချုပ်ကိုရထားတယ်လို့တော့တက်စင်ကရထားတယ်ဆိုပြီးတော့အများကအားလုံးဒီထားကြရဲကိုဖြိုးဝေကလည်းအဲ့ဒီစာချုပ်ကိုချပြခဲ့ပြီးသားပါเนาะဆိုတော့ကိုဖြိုးဝေကအတော်လေးကိုပောက်ခွဲနေပုံရတယ် သူ့နေတဲ့အကောင်းဆုံးလုပ်ပေးခဲ့တယ်။ဒါပေမဲ့စာချုပ်ရတာနဲ့ပတ်သက်မျောပြီးတော့နော်အဲ့ဒီ3%လောက်လေးကိုမျောပြီးတော့ဗန်းစီတို့ကသူ့ကိုလမ်းခွဲခဲ့တာဖြစ်ကြောင်းကိုဗန်းစီရဲ့ရုပ်မှားမှုတွေကိုခန်းစားရခဲ့တဲ့မြောက်ကိုဒါကုဖြိုးကြီးကချပြခဲ့တာပဲဖြစ်ပါရဲ့။